ရုပ်ပြိတ်သက်ကြီးမင်္ဂလာပါဒီတစ်ပတ်မှာတော့ကမ္ဘာအထင်ရှားဆုံးအဆောက်အဦများအပိုင်းနှစ်ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကမ္ဘာပေါ်မှာရာစုနှစ်တွေတစ်ခုပြီးတစ်ခု ကုန်လွန်သွားတာနဲ့အမျှလူတွေရဲ့တိုးတက်လာတဲ့ဤပညာနဲ့ဖန်တီးမှုတွေကစိတ်ဝင်စားစရာပိုပြီးကောင်းလာပါတယ်အရန်ခန့်ထည်လာတဲ့အဆောက်အဦတွေကိုဆောက်လုပ်ခဲ့ကြတဲ့ဘိသုကပညာရှင်တွေ မရှိတော့ပေမဲ့အဆောက်အဦကြီးတွေကတော့ယခုချိန်ထိကြန့်ရှိနေကြပါသေးတယ် အစာအုပ်အဟောင်းတွေရောအစာအုပ်သစ်တွေပါ တိုးတက်လာတဲ့ခုခေတ်ကြီးမှာအစာအုပ်တစ်ခုချင်းစီမှာစိတ်ဝင်စားစရာတမန်ကြောင်းများဟာကဘာလက်ခီးသွားတဲ့အတွက်ဆွဲဆောင်နိုင်တဲ့အရာတစ်ခုဖြစ်ခဲ့ပါတယ်။ကဘာပေါ်မှာပုံစံမျိုးမျိုးနဲ့အစာအုပ်ကြီးတွေတစ်ခုပြီးတစ်ခုပေါ်ထွက်လာပြီးမျိုးပြဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှလူတွေရဲ့ယဉ်ကျေးမှုဒလိစရိုက်တွေအားလည်းတိုးတက်ဖွံ့ဖြိုးလာကြပါတယ်။အစာအုပ်သစ်တွေပေါ်ထွန်းလာသလိုရှေးခင်ကဆောက်လုပ်ခဲ့တဲ့ဖျားရှိခိုးကြောင်းတွေမျှော်စင်တွေဟာလည်းရင်သက်ရှူမော်လောက်အောင်ကံဝင်လက်ရာတွေနဲ့ ခတ်ထည်နေစေပါပဲအီတလီနိုင်ငံပီဆာမြို့မှာရှိတဲ့လင်းနင်းတာဝါဟာဆိုရင်ဒန်နာရီရဲမှာကြော်ကြားခဲ့တဲ့မျှော်စင်ကြီးဖြစ်ပြီးလူတိုင်းကြားပူကြမှာပါဒီမျှော်စင်ကြီးရဲ့ဇာတ်ကြောင်းတွေကိုလည်းအများအားဖြင့်ကြားပူကြပါတယ်အီတလီနိုင်ငံရဲ့အမှတ်အသားတစ်ခုဖြစ်တဲ့ဒီမျှော်စင်ကြီးကို12ရာစုမှာတည်ဆောက်ခဲ့ပြီး Bell Tower အဖြစ်အသုံးပြုခဲ့ကြပါတယ်အောက်ချေဖောင်ဒေးရှင်းမခိုင်မာတာကြောင့်တည်ဆောက်နေတော့မှပဲမျှော်စင်ကြီးဟာတင်းဆောက်နေခဲ့တာလို့သိရပါဗျ။ 1382ခုနှစ်မှာတည်ဆောက်မှုပြီးစီးသွားခဲ့ပါတယ်။ဒါပေမဲ့ခုချိန်ထိမျောစင်ကြီးဟာခိုင်ခန့်နေပြီး9.5ဒီဂရီတင်းဆောက်လျက်ရှိတယ်လို့ဆိုပါတယ်။ကနေဒါနိုင်ငံတော်ရန်တိုမြို့မှာရှိတဲ့ CN Tower ဟာလည်းလူသိများထင်ရှားပါတယ်။ကနေဒါအမျိုးသားမျောစင်လို့အရှိကောက်အဓိပ္ပာယ်ရပြီးကဘာပေါ်မှာတတရမြောက်အမြင့်ဆုံးမျောစင်လည်းဖြစ်ပါတယ်။အမြင့်ပေ1800ရှိပြီး1986ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့တာပါ။ ဒီမျိုးစင်ကြီးကို telecommunication tower အဖြစ်အသုံးပြုခဲ့ပါတယ်။တစ်ဖက်မှာလည်းကမ္ဘာလက်ခရီးသည်တွေကိုဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။လာလည်သူတွေအတွက် observation deck တီတက်ရောက်ပြီးဘေးပတ်ဝန်းကျင်အလှကိုကြည့်ရှုခန်းစားနိုင်ပါတယ်။အပေါ်ဓာတ်မှာတော့စားတောက်ဆိုင်တွေဖွင့်လှစ်ထားပြီးအရသာရှိတဲ့စားတောက်များစားတောက်ကဘေးပတ်လည်မြင်ကွင်းတွေကိုကြည့်ရှုခန်းစားနိုင်ပါတယ်။ဘောချောအဆောက်အဦးဟာဒူဘိုင်းနိုင်ငံမှာအမြင့်ဆုံးဖြစ်ပြီး 1994ခုနှစ်မှာလူလုံကျုံးပေါ်မှာတည်ဆောက်ခဲ့တာပါအစာဦးရဲ့ဒီဇိုင်းကတော့ရွက်သင်မော့ရွက်တိုင်နဲ့တူပြီးနာမည်ကြီးဇိုင်းခံဟိုတယ်ကြီးရှိတဲ့အပြင်ကမ္ဘာတတရအမြင့်ဆုံးအစာဦးလည်းဖြစ်ပါတယ်အဝေးကကြည့်ရင်အရန်လှပပြီးခံစားသလိုအထက်ပေါင်း53တန်းမှာဇိုင်းခံဟိုတယ်အခန်းပေါင်း200ခန်းအထက်မြင့်ပိုင်းမှာစားတောက်ဆိုင်တစ်ခုနဲ့ပေပေါင်း990မြင့်ပါတယ် မေရိကန်နိုင်ငံနယူးယောက်ပြည်နယ်မန်ဟတ်တန်မှာရှိတဲ့ One World Trade Center ဟာဆိုရင်လေယာဉ်နဲ့ဝန်တိုက်ခဲ့တဲ့ Twin Tower ကြီးပြိုကျခဲ့တဲ့9/11ဖြစ်ပြီးနောက်မှာအဲ့ဒီမြေနေရာမှာပဲပြန်လည်တည်ဆောက်ခဲ့တဲ့အဆောက်အဦဖြစ်ပါတယ်။ဒါပြင်အမေရိကန်ရဲ့အထင်ကြီးစရာအကောင်းဆုံးအမှတ်အသားတစ်ခုဆိုရင်လည်းမမှားပါဘူး။2023ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီးအထက်ပေါင်း104တက်ရှိက Observation Deck မှာ Manhattan ရဲ့ပတ်လည်ရှုခင်းတွေကိုအပေါ်စီးကခန်းစားရမှာဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံဆစ်ဒနီမြို့မှာရှိတဲ့ Sydney Opera House ဟာဆိုရင်အရွယ်အစားကြောင့်အမြင့်ကြောင့်နာမည်ကြီးတာမဟုတ်ပဲဘီသူကလက်ရာအရညာဘက်ဆောင်းထားတဲ့အမိုးတွေဟာတာမန်မြင်နေကြမဟုတ်တဲ့ဒီဇိုင်းတွေကြောင့်လူသိများထင်ရှားပါတယ်။ဩစတြေးလျနိုင်ငံရဲ့အမှုပညာဘဝချက်ဖြစ်ပြီးခရုကုံပုံသဏ္ဍာန်အမိုးတွေကိုလှပစွာတစားဆင်ထားပါတယ်။1958ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီးအဲ့ဒီချိန်ကစာအုပ်ရဲ့ဘီသူကဒီဇိုင်းစုရခဲ့ပါတယ်။ အစာဦးအတွင်းထဲမှာကွန်ဆာဟောတစ်ခု၊ဒရာမာသီယေတာတစ်ခု၊အော်ပရာသီယေတာတစ်ခုနဲ့စတူဒီယိုခန်းမတစ်ခုအတန်အတွင်းစတူဒီယိုလေးခုထည့်သွင်းထားပါတယ်။ဒါပြင်စားတောက်ဆိုင်၅ဆိုင်နဲ့အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များလည်းပါဝင်တယ်လို့ဆိုပါတယ်။နောက်ပတ်တွင်မှာလည်းခုလိုဘ ഹു တုဒရရည်မဲ့အကြောင်းအရာများကိုတင်ဆက်ပေးသွားဦးမှာဖြစ်တဲ့အတွက်ကမ္ဘာထင်ရှားဆုံးအစာအုပ်ကြီးများအပိုင်း၃ကိုဆက်လက်ကြည့်ရှုဖို့ဖိတ်ခေါ်ရပါတယ်ခင်ဗျာ။